အားလုံးပဲမင်္ဂလာပါဗျာနော်ဒီနေ့ဗီဒီယိုလေးကတော့အလူရှင်မိသားစုရဲ့ကိုစားအလူငွေ၁၀သိန်းထူထမ်းပေးတဲ့အလူမှတ်တမ်းဗီဒီယိုလေးဖြစ်ပါတယ်ကိုဇော်ဝင်းရွှေမတ်တက်လွင်မိသားစု USA ကနေပြီးတော့ကျွန်တော်စီမှာအလူငွေ၁၀သိန်းဒါသခိုင်းမျိုးပန်တော်ရက်ွက်ကပေါ့နော် ရွှေမော်ဦးဓမာယုံကို ဒါဓမ္မယုံပေါ့နော်ငလင်ဘေးကြောင့်မလို့ဒါပြိုကျပျက်စီးသွားတဲ့ဓမ္မယုံပြန်လဲပြုပြင်တိဆောက်ဖို့အတွက်ပေါ့နော်အလူငွေ၁၀သိန်းဒါလူတန်းပေးထားရတဲ့ကြောင့်မလို့ကျွန်တော်အလူရှင်မိသားစုရဲ့ကိုစားဒီမှာရှိတဲ့တာဝန်ရှိတဲ့ဦးလေးတယောက်စီကိုလည်းလူတန်းပေးတာဖြစ်ပါတယ်ပါနော်ဒါဒီနောက်မှမြင်တွေ့ရတာလေဆိုလို့ရှိရင်ဒါဒီရက်ကွက်ကနေပြီးတော့လူတန်းထားတဲ့ အလူငွေစင်းနဲ့အလူရှင်စင်းရင်းလေးတွေပေါ့နော်လောလောဆယ်တော့ရရှိထားတဲ့အလူငွေလေးတွေနဲ့အဲကျွန်တော်မေးမြန်းကြည့်တာပေါ့နော်ဒီဓမာယုံကိုဖောင်ဒေးရှင်းလေးစတဲ့ပြီးတော့ပေါ့နော်ရရှိထားတဲ့အလူငွေပေါ့မူတီးပြီးတော့ဖောင်ဒေးရှင်းစတဲ့မယ်ပြင်တာအလူငွေလေးတွေစုပေါင်းလှူဒါန်းတဲ့အလူငွေလေးတွေဒါအလူခံတာလေးပါလေးစီစဉ်ဆောင်ရွက်ပြီးတော့ဒီဓမာယုံကိုပြန်လဲတိဆောက်သွားမယ်လို့လည်းသိရတယ်ပေါ့နော်ဒါကတော့ကိုဇော်ဝင်းရွှေမတ်တက်တက်လွင်မိသားစု USA ကနေပြီးတော့လှူဒါန်းထားတဲ့အလူငွေ၁၀သိန်းကိုဒါရွှေမော်ဦးဓမာယုံပြန်လဲပြုပြင်တိဆောက်ဖို့အတွက်လူရှင်မိသားစုလှူဒါန်းထားလေးကိုလူရှင်ရဲ့ကိုစားကျွန်တော်ကလိုက်ရောက်လှူဒါန်းပေးတာဖြစ်ပါတယ်ဗျလူငွေလက်ခံပြပါတော့ငါတည် ဒီသိသိနေပါတယ်ခင်ဗျာဟုတ်ကဲ့နောက်ဒီတယ်မှာကလှူဒါန်းနိုင်ရပါသေးလို့ စုမုံကောင်တောင်းလိုက်ပါဟုတ်ပြည့်တဲ့စင်နေပြပါလေကျွန်တော်စီမှာခုနှစ်သားသမီးအလူရှင်တွေစုပေါင်းလူတန်းထားတဲ့အလူငွေတွေကနေပြီးတော့ကျွန်တော်မိုးကဒဲလီတွေဝယ်ယူပြီးတော့ live တွေမှတ်တမ်းဗီဒီယိုလေးတွေကိုကျွန်တော် YouTube channel ဖိဖိုပေ Twitter account တုံးကူလုံးမှာတင်ထားပါတယ်အဲ့ဒီဗီဒီယိုတွေထဲမှာမှာပေါ့နော်မိုးကဒဲ6ဒဲကိုတဒဲရတနေရ9ဒဲရတနေရအဲ့ဒီ6ဒဲကိုကြတော့ကျွန်တော်တို့ဒါခဏငှားပေးလိုက်တာပေါ့နော်လိုအပ်တဲ့လောက်အချိန်ထိအသုံးပြုပါကိုပစ္စည်းလိုသဘောထားပြီးတုံးပေးပါမလိုတော့ဘူးအသုံးမလိုတော့တဲ့အချိန်ကြမှာသာလေကျွန်တော်တို့ဖုန်းဆက်သွယ်ပေးပါကျွန်တော်တို့ပြန်လာသိမ်းမယ်ဆိုပြီးတော့ပြောခဲ့တာပေါ့နော်အခုငှားထားတဲ့ ဒီတဲ6တဲလုံးอ่ะဗောနော်အဒီအသုံးပြုနေတဲ့သူတွေကမလိုတော့ဘူးမလိုအပ်တော့ဘူးဗောနော်လာယူလို့ရပြီဆိုလို့ကျွန်တော်တို့အဲ့တဲတွေကိုပြန်သွားသိမ်းတဲ့မှတ်တမ်းလေးကိုလည်းဒီဗီဒီယိုလေးမှာထည့်ပြပေးလိုက်ပါတယ်ဗောနော်အဒီတဲလေးတွေကိုလည်းကျွန်တော်အလှူလိုက်တဲ့ဟာလေးဆက်ပြပေးပါမယ်ကျွန်တော်ခုရိုက်ပြထားတာကတော့ရှေ့မှာအလူရှင်မိသားစုရဲ့ကိုစားကျွန်တော်အလူငွေ10သိန်းလှူဒန်းပေးလိုက်တဲ့ဓမာယုံပေါ့နော်ရွှေမဟုတ်ဓမာယုံဖြစ်ပါတယ်ဒီပြိုကျပျက်စီးသွားတဲ့ရွှေမဟုတ်ဓမာယုံပြန်လဲပြုတ်ပြင်တိဆောက်တဲ့နေရာမှာကျွန်တော်တို့ဒီအလုံးလုံးကင်ကြမဲ့သူတွေပေါ့နော် နေဘူးလို့ရှိရင်အနားယူဖို့အတွက်ပဲဖြစ်ဖြစ်ပစ္စည်းတွေပါရထားဖို့အတွက်ပဲဖြစ်ဖြစ်မိုးကတဲလေးတတဲတော့လိုအပ်မယ်ထင်လို့ငှားထားတဲ့စီကနေပြန်ယူလာတဲ့မိုးကတဲ6တဲတဲကတတဲကိုဒီရွှေမဟုတ်ဓမာယုံမှာကျွန်တော်လှူဒန်းပေးလိုက်ပါတယ်ဗျာနော်ကျွန်တော်စီမှာမူကတဲ9ထဲကျန်ပါသေးတယ်အဲ့ဒီ9ထဲကိုတော့ကျွန်တော်ဘယ်နေရာမှာလှူဒန်းပြစ်လဲဆိုတာလေးကိုမှတ်တမ်းလေးတွေတင်ပြပေးသွားပါမယ်လက်တလောတော့ကျွန်တော်စိုင်ပါပဲကျွန်တော်ထားထားပါတယ်အဲ့ဒီ9ထဲကျွန်တော်စီမှာကြန့်ရှိသေးတယ်ဆိုတဲ့အကြောင်းပြပြတာပါမူကတဲလိုအပ်တဲ့နေရာတွေတော့များစွာရှိနိုင်ပါသေးတယ်ဗျာနော်အဲ့တော့ လိုအပ်တဲ့နေရာလေးတွေကိုကျွန်တော်လိုက်လံရှာဖွေပြီးတော့လိုအပ်တဲ့နေရာများစွာရှိရတဲ့ထဲကပေါ့နော်လိုအပ်တဲ့နေရာလေးတွေကိုကျွန်တော်တွေးပြခဲ့လို့ရှိရင်ကျွန်တော်ရောက်ပြခဲ့လို့ရှိရင်လှူဒန်းပေးသွားမှာဖြစ်ပါတယ်လှူဒန်းပြခဲ့လို့ရှိရင်လည်းမှတ်တမ်းဗီဒီယိုလေးကိုတတိကျရနဲ့တင်ပေးသွားပါမယ်ဗျာနော်လက်တလို့တော့ကျွန်တော်အလုပ်လေးနဲ့ရှုပ်နေသေးလို့ line မလှူပြသေးလို့စိုက်မှာပဲခဏထားထားတယ်စိုက်မှာထားထားဆိုပေမဲ့လို့ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တိုင်ကိစ္စအတွက်လုံးဝအသုံးပြခြင်းမရှိပါဘူးဗျာနော်အဲ့တော့လှူပြခဲ့ရင်မှတ်တမ်းလေးတတိကျရနဲ့တင်ပေးသွားပါမယ်အဲ့တော့ကျွန်တော်စီမှာမိုးကတဲ့၅ရက်ကျန်ပါသေးတယ်အလူငွေလက်ကျန်ရတော့လုံးဝမကျန်တော့ပါဘူးဗျာနော်ကျွန်တော်ဗီဒီယိုလေးတတိကျတင်ပေးထားပါတယ်အားလုံးပဲကျေးဇူးများတင်ပါတယ်ဗျာ